တိုင်းနိုင်ငံများအတွက်ဆူတောင်းခြင်း Eritrea နိုင်ငံအတွက်ဆူတောင်းပါ Hishaya အနာဂတ်တိကျမ်းအခန်းကြီး60အငယ်1မှ2တင်ထလောလင်းလောတင်းဤလင်းရောက်လာပြီထာဝရဘုရားဤဘုံတော်သည်တီဤအပေါ်မှာပေါ်ထွန်းလျက်ရှိ၏ကြီးစုလောမောင်မိုက်သည် ရည်ကြီးကိုဖုံးလွှမ်းလိမ့်မည်ထူထပ်သောမောင်မိုက်သည်လူများကိုဖုံးလွှမ်းလိမ့်မည်သို့တော်လည်းတင်းဤအပေါ်မှာသာရဖျားသည်ပေါ်ထွန်းတော်မူ၍ဘုံတော်သည်တင်းဤအပေါ်မှာထင်ရှားလျက်ရှိလိမ့်မည်အာမင်ဆုတောင်းကြပါစို့။ဩအဖထာဝရဖျာရှေရ၌တိုးဝင်လျက်ကိုရောဤနာမတော်ကို ချီးမွမ်းကြပါ၏အကျွန်ုပ်တို့သည် Eritrea နိုင်ငံအတွက်တိုးဝင်ဆုတောင်းကြပါ၏ထိုနိုင်ငံ၏အပြစ်အလုံးစုံကိုဝေချလျက်အကျွန်ုပ်တို့အိုစားပြုလျက်တောင်းပန်ကြပါ၏နိုင်ငံသားအတိုင်းသည်ကိုယ်တိုင်နိုင်ငံတော်အတွက်အလင်းလင်းရန်နှင့်အဖထာဝရဘုရား၏ဘုန်းတော်တက်ရောက်ပါရန်ဆုတောင်းကြပါ၏ ဧဝံဂေလိသတင်းကောင်းသည်နိုင်ငံအပေါ်၌တကူးနှင့်ပြန့်နှံ့၍နိုင်ငံသားအတိုင်းကယ်တင်ခြင်းရ၍တမန်တရားကိုသိစေရန်အကျွန်ုပ်တို့ဆုတောင်းကြပါ၏နိုင်ငံဤခေါင်းဆောင်များအပေါ်မှာဖျားသခင်ဤဘုန်းတော်ပေါ်ထုံးပြီးပုံမိုက်မှသည်အလင်းသို့ဝင်ရောက်လာကြရန်တန်ရှင်တော်ဝိညာဉ်တော်ဖျားသွေးဆောင်တော်မူပါ သင်းတော်ပေါ်၌လေဝိညာဉ်ပိတ်သိမ့်ခြင်းနှင့်ပြေဝ၍မှုတော်သည်တိုးပွားပြန့်နှံ့လာရန်ပါဝင်ဆက်ကပ်သူတိုင်းအပေါ်ကိုရောဤတန်ရှင်းသောဝိညာဉ်တော်တကူသည်တက်ရောက်၍တာ၍အမှုဆောင်ကောင်းများပေါ်ထွက်လာရန်မဆာတော်မူပါထိုနိုင်ငံ၌အမှုတော်မြတ်၌ပါဝင်ဆက်ကပ်နေတော်ဆရာတော်နှင့်ဇနီးမိသားစုများသည် ဖျားသခင်၏နိုင်ငံတော်အပေါ်အစေခံဆက်ကပ်ခြင်းသည်ဖာပြားတကီဘုံတော်ထင်ရှားပေါ်ထွက်လာရန်ဆရာတော်နှင့်မိသားစုအားလုံးပေါ်လုံးကျုံကွဲကာမဆာချင်းကောင်းကြီးမင်္ဂလာပေါင်းတွန်းလောင်းချပေးတော်မူပါယံတခင်ယေရှုနာမ၌အကျွန်ုပ်တို့ဆုတောင်းကြပါ၏အာမင်